အမေပါပြင်ပေါ်ကတနခါဆိုတဲ့အကြောင်းလေးကိုပြောပြခြင်းပါတယ်ကျွန်တော်နိုင်ငံသားကိုတွားရမယ်ဆိုတော့အရင်ဆုံးပြောသူက ကျွန်တော်ရဲ့ဇနီးပါသူမကအဲ့ဒီလိုနိုင်ငံမျိုးကိုတိတ်တွားခြင်းသူဖြစ်ပါတယ်နောက်ပြောသူကတော့အမေပါအမေကသူကိုယ်တိုင်မတွားရပါမယ်တိုးတက်နေတဲ့သားသမီးတွေကိုကြည့်ပြီးပီတိဖြစ်နေသူပါတကယ်ကျွန်တော်ထွက်ရမယ်နေ့မှာအမေကတက်တက်ကြွကြွနဲ့လိုက်ပို့ပါတယ်အမေပါပြင်ပေါ်မှာတနခါအဖွေးသားနဲ့ပါ အမေကတဏ္ဍာကိုအလွန်ကြိုက်နှစ်သက်သူဖြစ်တယ်ကျွန်တော်ငယ်ရဆိုရင်အမေတဏ္ဍာသွေးပြီးရင်တဏ္ဍာကိုလက်နဲ့တို့ပြီးရှာနဲ့မကြာခဏရက်တက်တယ်လို့အမေပြန်ပြောလို့သိရပါတယ်ဒီစိတ်မှာလေရင်မြန်ကတော်တော်နဲ့မထွက်ဖြစ်ပါဘူးဒီတော့အမေနဲ့လိုက်ပို့တဲ့အဖွဲစကားအကြာကြီးပြောဖြစ်ပါတယ်အဲ့ဒီအချိန်မှာကလေးကအမေအသက်က80ကျော်နေပါပြီဒါပေမဲ့အမေကသတိကောင်းတဲ့အပြောများပြီမဲ့စကလုံးမမာဘူးကျမကြီးလည်းအလွန်ကောင်းပါတယ် တစ်ချိန်မှာတော့ကျွန်တော်မျှော်လင့်မထားတဲ့စကားကိုပြောလာပါတယ်ဘယ်တော့ပြန်လာမှာလဲတဲ့ကြိုတင်တော့မပြောနိုင်ဘူးမေကျွန်တော်ကဟိုမှာနေထိုင်ခွင့်ရတာဆိုတော့နည်းနည်းတော့ကြာမယ်ထင်တယ်ငါအသက်ကြီးပြီသားကြာလာတာနဲ့အမျှငါတို့ပြန်တွေ့ဖို့ခက်လိမ့်မယ်တဲ့အမေကမတော်နဲ့လို့လည်းမတားဘူးမြ мян ပြန်လာပါလို့လည်းမပြောပါဘူးအမေရင်ထဲကခံစားချက်ကိုသာဖွင့်ရလာခြင်းဖြစ်ပါတယ်ဒီတော့ကျွန်တော်တခုခုကိုပြောဖို့လိုတယ်လို့ထင်တယ်ဒါကြောင့်ကျွန်တော်က မေကိုနှစ်သိပ်တဲ့သဘောနဲ့ခစ်ကြီးကတိုးတက်နေပြီလေဖုံးဆိုလည်းအချိန်မီဆက်နိုင်တာပဲတူးနဲ့တူးစကားပြောနိုင်တယ်လို့ရုပ်လည်းမြင်နိုင်နေတာပဲအဲ့ဒီမှာတွေ့နိုင်တာပဲအမေဘယ်တူပါမလဲနာနေမကောင်းတဲ့အခါတားဆရာအောင်ကိုတတိယနေမှာတေးချပဲကျွန်တော်လည်းတိတ်ဆိတ်သွားမိတယ်စကားဆက်မပြောချင်တော့ငိုတယ်နဲ့ဆက်မပြောချင်တာပါပြောရင်ငိုမိမလားလဲငိုရင်စိတ်ကိုမြူသိမ့်တဲ့အနေနဲ့တိတ်တိတ်လေးနေလိုက်ဒီနိုင်ငံသားခီးကကျွန်တော်သဘောနဲ့မဟုတ်ပါဘူး အမျိုးသမီးသဘောနဲ့ပါဒီလိုနိုင်ငံကြီးကိုကျွန်တော်ကအလေသာသွားကျင်တာနေကျင်ဘူးရင်ကျေးမှုအခက်အခဲဘာသာစကားအခက်အခဲအစားအသောက်အခက်အခဲတွေကြောင့်သွားဖို့နှုတ်ဆုံမိတာမှန်ပဲနောက်တစ်ချက်ကမြန်မာပြည်မှာအဆင်ပြေနေရလေတည်ကြတဲ့နေရာကိုဆွန့်လွတ်ပြီးမတည်ကြတဲ့နေရာကိုဆွန့်စားပြီးသွားဖို့ဆိုတာတတိအတော်လိုပါတယ်ကျွန်တော်မှအဲ့လိုတတိမျိုးလုံလုံလောက်လောက်မရှိပါဘူးအဲ့လိုတတိမျိုးကအမျိုးသမီးစီမှာအလုံလောက်ရှိနေတယ်သူမရဲ့စိတ်အားထက်သန်မှုကြောင့်ဒီခီဖြစ်လာခဲ့တာပါ လိုက်ဖို့သူတွေထဲမှာငယ်ငယ်ချင်းတင်ဝင်လဲပါတယ်သူ့ကိုတွေးတော့သူချင်းကပြောခဲ့တဲ့စကားကိုပြန်သတိရမိတယ်ငါကွာငါအမေကိုဆေးရုံလိုက်ဖို့တော့ငါကားပေါ်မှာအမေကိုငါကပွေထားတယ်အမေအချမ်းမကြီးကစိုးနေတယ်လို့ပြောနိုင်တယ်ငါစိတ်ထဲမှာဘာလို့ကမှမသိဘူးဘာပဲဖြစ်ဖြစ်ဆိုတဲ့စိတ်နဲ့အမေပားပြင်အောင်ငါအာရပါရနားလိုက်မိအမေကပိတ်ထားတဲ့မျက်လုံးနဲ့ငါ့ကိုနှံကြည့်တယ်ပြီးတော့မျက်လုံးပြန်မှိတ်သွားတယ်အမေရဲ့အပြုံးရိပ်လေးကိုငါမြင်လိုက်တယ်အဲ့ဒီအနားကငါရဲ့နောက်ဆုံးအနားပဲဆေးရုံမှာပဲအမေကြံခဲ့တယ် ဘယ်တော့မှအိမ်ပြန်လာခွင့်မရတော့တငယ်ချင်းဟာယဉ်ကျေးမှုအဟံတားတွေကိုခွာချလိုက်စမ်းမှာအခွင့်ရရင်အမေပါပြင်ကိုနမ်းပြေအောင်နမ်းလိုက်စေခြင်းတဲ့အဲ့ဒီစကားကကျွန်တော်ကိုဘာလို့ရမယ်ဆိုတော့တရိယာသွားစီတယ်အမေနာကိုကျွန်တော်တုတ်ကတ်သွားတယ်ပြီးတော့အမေပါပြင်ကိုကျွန်တော်အားရပါရနမ်းလိုက်မိတယ်တနခါနှံလေးကတင်းလိုက်တာရုတ်တရက်ဆိုတော့အမေကအံ့ဩသွားတယ်ပြီးတော့အမေပြုံးတယ်သားတယောက်ရဲ့အကောင်းဆုံးလက်ဆောင်တစ်ခုကိုရလို့အမေသဘောကျတဲ့အပြုံးမျိုးပေါ့ နှစ်ကအမေခွင်လွန်သွားတယ်ကျွန်တော်မပြန်နိုင်ခဲ့ဘူးရောက်ပြီးကြတဲ့တခါမှမပြန်နိုင်ခဲ့တာစိတ်နှစ်ထွက်သွားတယ်နိုင်ငံသားဆိုတာထွက်ဖို့ခက်ခဲတယ်လို့ညံမှုတက်ခက်ခဲဆိုဒီရောက်မှသိခဲ့ရတယ်အမေကိုကျွန်တော်ပြတော်မှပြန်ထွေးခွင့်ရတော့အမေကိုနန်းရဲ့အနားကလည်းနောက်ဆုံးအနားပဲဒီဟာပြင်းပေါ့ကနှစ်ခါနှစ်ခါအခုဒီနေ့နေလို့